ဒီကလိုင်းယုံကိုစူပါပဲရှင်လောက်တာလည်းမဟုတ်ဘူးရွေးဖို့တွန်းလေကလိုင်းယုံကပို့ပြီးတော့ resistant တက်လေမြောက်စလုံးကဒီဝဲထဲမှာမြုပ်အဲတော်တော်များများကောင်ဆယ်လာတွေက client နဲ့တွေ့ခဲ့တဲ့ supervision ကိုရေးတယ်ဆိုလို့ရှိရင်လေအဲသူတို့ကအဲ client ရဲ့ yes ပြောခဲ့တဲ့အရာတွေကိုပေါ့နော်ဣတိမရွေးဒီဆီယာမတိမ um ီကလိုင်းယွန်းနဲ့အဲဒီကလိုင်းယွန်းကိုဘာလုပ်ရမလဲဆိုတော့ဆီယာမပြောနိုင်မှာပေါ့နော်အဲ့လိုမျိုးလေးထင်တာမင်းတော့အဲစူပါဝေးရှင်းနေမှာနောက်ဆက်ရှင်ကြရင်ဘာလုပ်ရမလဲလို့မပြောခဲ့ဟဲ့အဲ့ဒီလိုမျိုးပဲအမ်အဲ့ဒီလိုမျိုးပဲဒီကလိုင်းယွန်းကိုစူပါဝေးရှင်းလောက်တာလည်းမဟုတ်ဘူးအမေစူပါဝေးရှင်းလောက်တာကောင်ဆယ်လာကိုလောက်တာအဲ့တော့ဒီကောင်ဆယ်လာရဲ့ဒီ structure ကိုလောက်တာကောင်ဆယ်လာက ဒီ client ဒီလိုပြောလိုက်တဲ့စကားပေါ်မှာ तू ဘလို့ခန်းစားလိုက်ရတယ်ဘလို့မြင်လိုက်လဲအဲ့အဲ့နေရာလေးတွေကိုလောက်တာအဲ့တော့အဲ့နေရာလေးတွေကိုကောင်ဆလာက तू က तू evolve ဖြစ်လာတယ် तू က तू အလုံးလုံးလာနိုင်တယ်ပေါ့နော် तू ရဲ့အမ် तू ရဲ့အဲ့ပင်ကိုအလုံးနဲ့တောတောပြီးတော့ချိတ်ဆက်တယ်เนาะချိတ်ဆက်တဲ့အခါအဲ့နေရာလေးတွေအလုံးလုံးလာနိုင်တယ်ဆိုတဲ့အခါကျလို့ရှိရင်ဘလို့ဖြစ်လာလဲဆိုတော့အမ် तू က तू မြင်လာမြင်လာအဲ့ဒီခါကျတော့နောက် ကြောက်လို့ရှိရင်ဘလို့သူဘလို့ခံစားရလဲပေါ့เนาะအဲ့တော့ client ကဒီလိုဒီလိုပြောပါတယ်ဆိုလို့ရှိရင်အဲ့တော့ counselor ကဘလို့ခံစားရလဲအဲ့တော့ဘလို့ကြားလိုက်တာလဲเนาะအဲ့နေရာလေးတွေကိုကမန်တဲ့အခါမှာ तू ကဘလို့ဖြစ်လဲဆိုတော့အဲ့ဒီအရာလေးတွေကိုမြင်တဲ့အခါမှာ तू ကိုယ်တူတူပြန်ပြီးတော့မြင်လာတယ်ပေါ့เนาะပြန်ပြီးတော့သုံးသက်တက်လာတယ်အဲ့တော့ဆိုလိုချင်တာက counseling session နေမှာဟာလား supervision လုပ်တယ်ဆိုတာအဲ့တော့ client ကို supervision လုပ်တာမဟုတ်ဘူး ကောင်ဆယ်လင်းဆက်ရှင်ကိုဆိုပါပဲရှင်လောက်တာမဟုတ်ဘူးအဲ့တော့ဒီကောင်ဆယ်လာရဲ့ဒီကောင်ဆယ်လင်းဆက်ရှင်ရဲ့ဒီပြောတဲ့အကြောင်းအရာ ပေါ်မှာအဲ့ဒါကောင်ဆယ်လာဒီ actively နားထောင်နေတယ်ဆိုတော့အချိန်မှာဥပမာเนาะဒါလေးကတော့တီလို့အဲဒါဒီတူလေးကကောင်ဆယ်လာတွေအပြင်ပေါ့เนาะဂျန်တဲ့ organization တွေဂျန်တဲ့နေရာတွေမှာလှုပ်လှုပ်နေတဲ့ကောင်ဆယ်လာတွေ ਨੇ ဆိုလို့ရှိရင်တူတူပါပဲအဲ့တော့အဲ့နေရာမှာအဲ့တော့ client ကပြောတဲ့စကားကိုပြောတဲ့အခါမှာ तू က active actively သူပြဿနာကိုပြောနေတဲ့အခါမှာကောင်ဆယ်လာဒီလည်း actively နားထောင်နေတဲ့အခါမှာနှစ်ယောက်စလုံးကဒီ active ပုံမှာပဲနေကြတဲ့အတွက်ကြောင့်နှစ်ယောက်စလုံးကဒီဝဲထဲမှာမြုပ်အဲ့တော့ तू active ပြောတဲ့စကားအကြောင်းအရာတခုကိုဒီကောင်ဆယ်လာက actively နားထောင်ပြီးတော့ရွေးဖို့တွန်းလေ client ယုံကပို့ပြီးတော့ resistant တက်လေအဲ့တော့အဲ့ဒီနေရာကသူ့ကိုနားထောင်တယ် ဟုတ်လား equivalent position နဲ့နေတယ်ဒါပေမဲ့သူ့ရဲ့ပြောတဲ့ actively နားထောင်တဲ့ active နေရာကနားထောင်ရတာမဟုတ်ဘူးအဲ့တော့အဲ့ဒီနေရာကနားထောင်နေဆိုတဲ့အခါမှာလဲပေါ့နော်အဲ့တော့ဒီ client ကိုနားထောင်ရတာမဟုတ်ဘူး client ပြောတဲ့အကြောင်းအရာဟာကိုယ့်ရှိမှာဘလို့ emotion ရှိလဲဆိုတဲ့နေရာကနေနားထောင်ရတာဖြစ်ပြီးတော့အဲ့တော့အဲ့နေရာလေးကဘယ်လောက်ထိတိမ်မွေ့လဲဆိုလို့ရှိရင် အဲ့အဲ့နေရာလေးကနေပြီးတော့ပဲဒီ client ကိုလွတ်စေတာအဲ့တော့ဒီ client ကိုလွတ်လွတ်ချင်တယ်ဆိုလို့ရှိရင် counselor ကအဲ့တော့ဒီ client နဲ့ equivalent relation ရှိရတယ်အဲ့တော့ equivalent relation ရှိတယ်ဆိုတဲ့နေရာမှာ तू อ่ะ active ပြောနေတဲ့အခါမှာကိုက active ပုံမှာပဲသုံးသပ်ပြီးတော့နားထောင်နေတယ်ဆိုလို့ရှိရင်အဲ့နှစ်ယောက်စလုံးကဝဲထဲမှာမြုပ်ဝဲထဲမှာမြုပ်ဖတ်ပေါက်မရှိဖတ်ပေါက်မရှိ ဲ့တော့အဲ့နေရာလေးကိုနားထောင်နေဆိုတဲ့အခါမှာတကယ်တော့ကောင်းစလာသည်တကယ်နားထောင်ရတဲ့နေရာကိုယ့်စီမှာဘလို့ emotion ဖြစ်လဲဘလို့ရှိလဲအဲ့တော့အဲ့နေရာနားထောင်တာအဲ့တော့ဒီနေရာနားထောင်နေဆိုလို့ရှိရင်တော့သူ့ရဲ့အတ္တဖြစ်နေတဲ့အရာကိုပဲကိုကတွန်းကျင်တာရွေ့ပေးကျင်တာတော့စဉ်းစားပြီးတော့တခြားသောအာသာဝေးတွေကိုဟာလာ client ရောမမြင်နိုင်တဲ့တခြား perspective တွေကနေပြီးတော့သူ့ကိုဟာလာရွေ့ပေးစေချင်တာအေးအဲ့လိုရွေ့ပေးဖို့ ကိုကတွန်းလေဒီ तू ကအဲ့နေရာမှာပို့ပြီးတော့ resistant ဖြစ်နေပဲအဲ့တော့အဲ့နေရာလေးကတကယ့်ကိုတိမ်မွေးတဲ့နေရာလေးပေါ့နော်အဲ့အဲ့နေရာလေးကအရေးကြီးတယ်အဲ့တော့အဲ့နေရာလေးကိုတိဖို့ဆိုတဲ့အခါကျလို့ရှိရင်ခုနကမမျက်စုပြောခဲ့တယ်လို့ဟာလာအမ်ကိုယ့်ရဲ့ emotion တွေကိုကြည့်ရတယ်။အဲပြီးတဲ့အခါမှာကိုယ့်ရဲ့ဒီအရာပေါ်မှာမြင်တဲ့ hypothesis အဲ့တော့ hypothesis ဆိုတာအမြင်အားရှိတယ်။ hypothesis ဆိုတာအများကြီးရှိတယ်။အဲ့တော့ client နဲ့တွေ့နေတဲ့ဒီ counselor ရဲ့ hypothesis ကိုလည်း count လုပ်ရတယ်လို့အဲအပြင်ကနေရှုတော့ကနေမြင်တဲ့ hypothesis ကလည်း count လုပ်ရတယ်။အဲ့တော့အဲ့ဒီနေရာမှာ hypothesis ကအများကြီးအများကြီးဖြစ်နိုင်တယ်။အဲ့တော့အဲ့ဒီအပြင်အရှိမ session နေမှာပြောခဲ့တဲ့အဒီ client ရဲ့အခြေအနေတွေပေါ့နော်အဲ့တော့ session တစ်ခုနဲ့တစ်ခုကဒီ session တစ်ခုလည်းပုံမှန်ပဲသုံးသပ်ပြီးတော့တွားရတာမဟုတ်ဘူးအရှိ session နေရှိ session နေရှိ session နေမှာပြောခဲ့တဲ့အရာတွေပေါ်မှာလည်း ဒီအခုပြောနေတဲ့စัจချက်ရဲ့ဟလာဒီအတိတ်အနက်ပေါ့ဘာကိုပြောချင်တာလဲဆိုရဲဆိုလိုရင်းရတယ်အရှိစစ်ရှင်တွေကတွားခဲ့ရတယ်ပြန်ပြီးတော့ count လုပ် count လုပ်ရအဲ့တော့အဲ့ဒီအခါမှာအဲ့တော့ counselor ရဲ့ emotion ကအရေးကြီးတယ် counselor ရဲ့အဲဒီသူ့ရဲ့ hypothesis ကအရေးကြီးတယ်လို့ counselor ရဲ့ဒီအကြောင်းအရာပေါ်မှာသူနဲ့ဘယ်လို link လုပ်နိုင်ပြီးတော့သူဒီဒီအကြောင်းအရာပေါ်မှာဘယ်လို emotion ဖြစ်တယ်အဲ့တော့ခုနကတော့မ ပုံငယ်ဦးပြောသွားတယ် holding နဲ့ handling ဆိုတာကပြောလိုက်တော့ holding ဆိုတဲ့စကားလုံးလေးရဲ့ handling ဆိုတဲ့စကားလုံးလေးရဲ့လွယ်လွယ်လေးပေါ့ဒါပေမဲ့သူတို့ရဲ့အတိတ်တွေကအယမ်းကိုတိမ်မွေ့ပြီးတော့အယမ်းကိုနက်နေတယ်ပေါ့နော်အဲအဲ့ဒီနေရာလေးတွေမှာတဆင့် client ကိုဟာလာတကယ်ကိုမှန်ကန်တဲ့လွမြောက်ခြင်းပေါ့အဲ့တော့မှန်ကန်တဲ့လွမြောက်ခြင်းဆိုတဲ့နေရာမှာတာရှည်ခံတဲ့လွမြောက်ခြင်းစီကိုရောက်ရောက်စေနိုင်တယ်အဲ့တော့တာရှည်ခံတဲ့လွမြောက်ခြင်းဆိုတာကလည်းကောင်းဆလာလုပ်ပေးလို့ရောက်တာမဟုတ်ဘူး အဲ့ဒီ holding ဆိုတဲ့နေရာကနေပြီးတော့ handling ပြန်လုပ်လိုက်တဲ့နေရာမှာအဲ့ handling ဒီသူ့ကိုဖြည့်ပေးလိုက်တာမဟုတ်ဘူးသူ့အတူပြန်မြင်သွားတဲ့နေရာကနေသူ့ process ကိုဘလို့အကင်တွင်ရင်ဖြစ်သူဒီလွတ်မြောက်နိုင်နေဆိုတဲ့နေရာကိုသူကိုယ်တိုင်ပြန်မြင်တာအဲ့ဒီနေရာကိုရောက်နိုင်တယ်လို့ပြောချင်တယ်အဲ့တော့ဒါလေးကို share လုပ်ပေးတယ်မမျက်စုံလည်းကျေးဇူးတင်ပါတယ်ဒီရှေ့မှာ share လုပ်ပေးသွားသွားကြတဲ့သူတွေပေါ့နော်ဒီ professional တွေတယောက်ချင်းစီကိုလည်းကျေးဇူးတင်ပါတယ်